ညီလေးနှစ်ယောက်အပြင်ကတိုက်ခံရတဲ့မိခင်ကို6လလောက်ရှာကြွေးရတော့မယ့်အကိုကြီးအဖအရာပေးသားသူသားလေးဘယ်လိုပြောမလဲကိုဒီသားလေးတယောက်ရှိတော့တော်သေးတာပေါ့မိဘဘောတည်တဲ့တော့ဝမ်းနဲ့ဝမ်းသားပါပထမတော့မန်နေပြောတယ်သမီးကနေကြီးလက်စိတ်ကိုမိကိုကိုကိုတတ်သိဖို့တော့စဉ်းစားထားဒါပေမဲ့ဩအဲ့ဒါသမီးချက်လောက်ကကြိုးဝိုင်းဖြစ်တဲ့တော့သမီးသားသမီးတို့သမီးတော်တော်နဲ့ရှာမကြွေးနိုင်တော့ဘူးချက်လောက်ကဆရာဝေတွေကသူတို့သူတို့ပြောချက်အရတော့အများဆုံး လေးလာဖြစ်လည်းဖြစ်မယ်ငါးလာဖြစ်လည်းဖြစ်မယ်၆လာဖြစ်လည်းမှန်းလို့တော့မရဘူးပေါ့နော်ကိုကစတီးဟိုအထဲမှာထည့်ထားတာဆိုတော့ပြီးတော့ပေါင်ရလဲဒီကတောက်ချောက်ခွဲထားတာကိုကလေးတွေကကိုသမီးတယောက်ပဲရှိတော့သမီးကလေးတို့သမီးရှာကျွေးမှဖြစ်မယ်အနေထားမှာရှိရဥစားသမီးကအခုခုလို့ပုံစံမျိုးဖြစ်သွားတဲ့ခါကျတော့ကလေးတွေရဲ့အရန်ဝမ်းနေတော့အမိဘလို့မှမခံစားနိုင် ပြီးခဲ့တဲ့ရက်မှာတော့ social media မှာဗီဒီယိုလေးတစ်ခုကပြန့်နှံ့လာခဲ့ပါတယ်။အဲ့ဒီဗီဒီယိုလေးထဲမှာတော့အသက်17နှစ်လောက်သာရှိသေးတဲ့တားလီကညီလေးမျိုးကိုလမ်းဘေးမှာဆောက်ရှောင်ရင်းနဲ့ရှာကျွေးနေခဲ့ရပါတယ်။ဝက်ရှော့မှာတစ်ရက်တစ်ထောင်နဲ့အလုံးလုံးတာဖြစ်ပြီးတော့ရတဲ့ငွေတစ်ထောင်နဲ့အငွေစုံညီလေးကိုနှုတ်ဝဲတိုက်ရပါတယ်။ထမင်းကတော့ဝက်ရှော့ကပဲကျွေးပါတယ်။သူတို့ရဲ့မိခင်ကတော့ကတိုက်ခံလိုက်ရတာကြောင့်အခုလိုအခြေအနေဖြစ်ကုန်ကြတာပါ။မိခင်ဖြစ်သူကိုတိုက်တဲ့ကားကထွက်ပြေးသွားတာမို့ဆေးရုံမှာဆေးကုသပြီးမဲ့သူမရှိပဲရောက်သွားခဲ့ရပါတယ်။မိခင်ဖြစ်သူကဆေးရုံရောက်နေချိန်မှာ17နှစ်အရွယ်တားလီကညီလေး င်းများကိုထိန်းချောင်းမှုအတွက်အခြေအနေဖြစ်နေခဲ့ရပါတယ်။မိခင်မရှိပဲမောင်နှမ၃ယောက်ကလမ်းပြီးမှ၅ချက်ပြအဟောင်းလေးတွေကိုကကပြီးတော့နေခဲ့ရပါတယ်။ဒီနေ့မှာတော့မိခင်ဖြစ်သူကစိတ်အောင်ဆင်းလာခဲ့ပါပြီရှင်။ကတိုက်ခံရတဲ့အတွက်အလတ်မှာလည်းတန်ရာတွေအများကြီးဖြစ်နေသလိုလက်ကျိုးသလိုကိုဖြစ်နေခဲ့ရှာပါတယ်။ လက်ကကျိုးတဲ့အပြင်ခြေထောက်ကလည်းသွားလို့မရတာမို့အတော်ဆိုးတဲ့အခြေအနေကိုဖြတ်တန်းနေရပါတယ်။ဒီအခြေအနေမှာမိခင်အနေနဲ့အိမ်ပြန်ရောက်လာပြီးမှသားရွေကျွဲဘာမှမလုပ်ပေးနိုင်ပါဘူး။အခုလက်ရှိကအသားကြီးလေးကိုမိခိုးကနေထိုင်ရမယ့်အခြေအနေမျိုးဖြစ်နေပါတယ်။ခြေနဲ့လက်ပြန်ကောင်းမှုဆိုရင်တော့6လလောက်ကိုကြောင်းမှလို့သိရပါတယ်။ဒီ6လကျွမှာတော့မိခင်ဖြစ်သူကဘာအလုံးမှလည်းလုပ်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်မို့မိခင်ဖြစ်သူကတော့7နှစ်အရွယ်သားလေးရဲ့လှုပ်ရှားကိုထိုင်ဆိုင်ရတော့မယ်ဆိုပြီးတော့ပွင့်ဟပြောလာခဲ့ပါတယ်။သားကြီးလေးကိုသာအကူပြီးတော့6လဖြတ်တန်းရတော့မှာမို့မိခင်ကအတင်းချပါတယ်။အခု လို့မမျှော်လင့်မဲ့ကကြိုက်ခံရလို့သူကိုယ်တိုင်ကလည်းစိတ်တဲ့အရန်ကြနေပါတယ်။အသားကနာတဲ့အပြင်ကသမားကလည်းတဝန်မယူတဲ့အဖြစ်မို့စိတ်ညစ်စရာအခြေအနေကို ဖြစ်လို့နေပါတယ်။ဒီအခြေအနေမှာစိတ်ညစ်ပေမဲ့လည်းစိတ်လျှော့လို့တော့မရပါဘူးရှင်။ သူမလူမမဲတားလီ၃ယောက်ရှိသေးတာမို့အတင်းကအမြန်ဆုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမှာပါ။တားလီကလည်းမိခင်ဖြစ်သူထမင်းမငဲ့အောင်အလုပ်တွေလုပ်မယ်လို့ဆုံးဖြတ်ချပါရင်မိခင်ဖြစ်သူကရုတ်တရက်စင်းအောင်တက်လိုက်ရချိန်မှာတားငယ်လေးတွေဘလို့လုံးမလဲလို့အယံကိုစိုးရင်ခေရှားပါရင်ဒါပေမဲ့တားကြီးကတားငယ်လေးတွေကိုဆောက်ရှောက်ထားတယ်လို့သိရချိန်မှာသာသူ့အနေနဲ့ဆိတ်လျှောက်လိုက်နေတာဖြစ်ပါရင်တားကြီးကအကြည့်ပီသားစွာနဲ့တားငယ်လေးတွေကိုဆောက်ရှောက်သလိုရှာကျွေးနေတယ်လို့သိရလို့အယံနဲ့ဝမ်းသာနေခေရှားပါရင်တားကြီးကတိုးတိုးအောက်ကိုရတဲ့တားဆူပြီးတော့ဂုဏ်ယူနေခေရှားပါရင် တာကြီးကလည်းမိခင်ဖြစ်သူပြောင်းလာတဲ့အပေါ်မှာတော်တော်လေးကိုဝမ်းသာနေပါတယ်။တာကြီးစုံလေးကညီလေးတွေကိုရှာကြွေးရတာပင်မလို့မိခင်ကိုမျှော်တာမျိုးတော့မဟုတ်ပါဘူး။သူ့မှာညာဘက်ဆိုရင်အတော်လေးကိုကြောက်နေရတဲ့ဖြစ်ပါ။လမ်းဘေးမှာအိပ်ရတဲ့အချိန်ဆိုညနေလာတာနဲ့တရေလာ၆မှာကိုကြောက်ရွံ့နေတာဖြစ်ပါတယ်။ တရက်လာ၆ခန့်ရင်ဆိုလို့စိတ်နဲ့ဒါလေးကညဆူအိတ်တောင်မအိတ်နိုင်ပါဘူး။ညီလေးတဲ့အိတ်တောင်ကိုသာထိုင်ကြည့်နေကသူကတော့မအိတ်နေတော့ပါဘူး။ဒီလိုနဲ့ပဲအေးပြက်တာကတော်တော်လေးကိုများနေပါပြီ။ညညဆိုရင်ကြောက်နေရတဲ့အချိန်မှမိခင်ဖြစ်သူကပြန်ရောက်လာလို့သူ့အနေနဲ့အယံကိုဝမ်းသာနေရှာပါတယ်။အခုလိုမျိုးလမ်းပေးရောက်ကဒုက္ခရောက်နေတဲ့တားလေးတို့မိသားစုကိုလှိုင်းနေရကိုကြီးကတော့အလှငွေတွေလှူထားပေးပြီးလို့လည်းသိရပါဗျ။ဒါစာပရာဟိတတွေကလည်းတားလေးတို့မိသားစုကိုတနာလို့လှူပေးကြမယ်လို့လည်းသိရပါဗျ။ စတဲ့နေနဲ့မိခင်ရောညီလေးနှစ်ယောက်အတွက်ပါရှာကျွေးနေရတဲ့ဒေတာလေးအပေါ်မှာအမြင်လေးတွေကိုပြပြပေးခဲ့ပါအောင်နော်ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်